။ဒါမင်္ဂလာပါ။လိုက်ပါလား။ Okay, okay. Let's go. Let's go. ဟောအားရော။ဂျုံလုံးဂျုံလုံးလားဂျုံလုံးကြီးပါ။ဂျုံလုံးကြီးကရွာထွက်နေပြီကျွန်တော်ရွာထွက်ပြီဟိုကွင်းနေရ။သူအဲ့အဲ့တော်ကြီးနဲ့မဟုတ်ဘူး။အဲ့တော်ကြီးဆောဆောဆမ်းမနက်ကနေတော့မသိဘူး။အဲဂျုံတော့ရဲ့။ဆန်လေးကုန်းပဲတော့။ဂျုံတော့ရဲ့။ရွာထိတ်ကတင်ညာရေပေါ့။ရွာထိတ်တင်ညာ။နော်။ဒါသာကျွန်တော်နောက်ကဆမ်းမတော့ တော့အားရစင်မှာချောနော်ဆရာရွှေရဲ့အမျိုးသမီးအမနော်ဒါ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 ဖိုက်တာကျွန်တော်တို့ရဲ့ရှေ့ဆောင်လမ်းပြလမ်းပြနော်အားလုံးအားကျွန်တော်ဒီဒီညိုင်းကိုကျွန်တော်ဖြတ်တာဒီညိုင်းကိုမြင်တော့တိုင်ဝကတရားရစရာပေါ့ကျွန်တော်နောင်တော်မလုံးမှာအားလုံးကတော့ ဟိုတေးတေးရင်တော့မြေကြီးတဲ့ရောက်အောင်မြေကြီးတဲ့မြောက်လည်းမိတိကျို့ပြာဖြစ်အောင်ခန္ဓာကိုကဒါပေမဲ့ကျွန်တော်ဝိညာဉ်တွေရှိတယ်ဒီဝိညာဉ်ကနောက်တမောဘယ်ရောက်မလဲဆိုတော့တေးရေးကြည့်ပါတယ်လို့နော်ဒါကျွန်တော်တို့ကျွန်တော်ညီကိုတွေဒါအပြင်ငယ်မှလွတ်မြောက်ခြင်းတရားကိုကျွန်တော်တို့ဟိုတရားပြီးတရားကျွန်တော်လိုက်လံဝေငါခေါ်ပြောတက်တိခန်းနေရဖြစ်ပါတယ်ရှေးမှာကဒါကိုဆရာကျွန်းထက်ကိုဟောမှာပိရာထွန်းထွန်း ရှာပြီးတာတွန်းတော့ဟိုးကြီးကဂီတာနဲ့အာဗရန်တက်နေပါတော့ဆိုတော့ကျွန်တော်ညီကိုမာတင်ကတော့ဒီရဲ့အကြောင်းကိစ္စကြီးကိုကြောင်းကိုပြန်သွားတယ်။နောက်မှစပါးကင်းနေမဲ့ဝင်းနေစပါးကင်းနေဝါးထိန်နေပြီနော်။ဒိတ်သိမ်းကြရများတယ်။ဆိုတော့လူတွေကတော့တရင်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုနဲ့ကောင်းသောပုံရောက်မယ်လို့ထင်ကြတယ်နော်။ကုသိုလ်တွေပဲငရေတပိတ်တာနော်။ ကုသိုလ်နှစ်ပတ်ဆိုငရဲနှစ်ပိတ်တော့အကုသိုလ်တွေပဲများတယ်ကိုကိုတေချာစဉ်းစားကြည့်ပေါ့ကာကဝစီကမနှောကန်လည်းလုံလားဆိုတော့မလုံဘူးနော်ငါးပါးတိလားလုံလားဆိုတော့လည်းမလုံအခုလည်းမလုံနောက်လည်းလုံမှာမဟုတ်ဘူးဒါနဲ့ပဲသူတို့ကတင်ကောင်းသောရုပ်ပုံရောက်မယ်လို့ထင်တာနော်ဟောသူတို့ထင်သေးတယ်လူထင်သေးတိုင်းမှန်သောလက္ခဏာတော့ရှိတာပေါ့နော်ဒါမဲ့လည်းဟိုဇဝေးစွာပဲပဲရောက်လို့ရောက်မှလည်းမသိဘူးနော်ဝိညာဉ်တော့ပြင်ဆင်မှုမရှိဘူး အနောင်တော်မလုံးတော့မသေးရမရသေးဘူးဆိုရင်တော့သေချာရေးရမှုပေးတယ်ယေရှုဘုရားရှိတယ်ယေရှုဘုရားကကျွန်တော်တို့မကျင့်နိုင်တာသိတယ်ငရဲမှာချင်းဒီပေါ်ရောက်မဲ့လူတွေအပြစ်ငရဲမှာကဲတင်ပေးတဲ့ဖျားဖြစ်တယ်နော်အပြစ်ငရဲမှာကဲတင်ပေးတယ်ဘာအပြစ်ကဲတင်ပေးလဲသူလောကမှာအသိခံခဲ့ပေးတယ်ပြည့်အခါတည်ရင်ကိုသူပေးတယ်လက်မှာတန်မှုရခြင်းခံတယ်လက်အပြစ်တွေအတွက်ခြေတော်မှာတန်မှုရခြင်းခံတယ်ကျွန်တော်ကိုယ်စားခြေတော်အပြစ်မဟုတ်တဲ့နေရာသွားတဲ့ခြေတော်အပြစ်ငရဲမှာခံရမယ့်အပြစ်တွေတော့သူခံရပေးတယ် ခေါင်းမလည်းသူသူကိုရေးပတ်တယ်ကျွန်တော်အုံနောက်မဟုတ်တာစဉ်းစားရအုံနောက်မနှောခင်အဖြစ်တော့လေသူကခံခဲ့ပေးတဲ့အရာဖြစ်တယ်နောက်တစ်ခုလုံးလည်းချိန်နဲ့ရိုက်ချင်းခံတယ်ညင်ညူးတဲ့ညင်ညူးတဲ့အသေးသားကိရိတာကမကုံနေရဲ့အဖြစ်တွေတော့ခံခဲ့ပေးတယ်နှလုံးမှာလည်းလန်နဲ့ထိုးချင်းကန်တယ်မနာလို့သူဝင်လို့ရန်လို့မုံဒီလောဘဒေါသမောဟအတ္တမမနာရှိတဲ့စိတ်လုံးပြည့်တယ်လေသူခံခဲ့ပေးတဲ့အရာဖြစ်ပါတယ်လို့နော်ယေရှုဘုရားကသူ့ကိုစီးထွက်တဲ့အသွေးတော်ကကျွန်တော်တို့အပြစ်ရှိသမျှကိုဆေးကြောပေးတယ် ယေရှုပြကျွန်တော်တို့ကကံကျွေးဝေကျွေးငရဲကျွေးတန်တရားကျွေးအလုံးစုံလောကနာမှာဆက်ခဲ့ပေးပြီးဖြစ်ပါတယ်။နော်ယေရှုပြကဒီအသေးခံပြေအောင်တော်မှာကောသုံးရမြောက်သုံးနေမှာရှင်မြထားမြောက်တယ်။ခိုင်လို့ရစကားပြောလို့ရလောကမှာရပောင်း၄၀နေတယ်။တကုန်နမိတ်လက္ခဏာပြသွားတယ်။ယေရှုပြကဘာပြောလဲဆိုငါအမှန်ငန်းဆိုဒီကငါ့ကိုယုံကြည်သောသူတွေတင်းလုံးတော့လည်းအသက်ရှင်မြထားရအသက်ရမယ်။ငရဲကလွတ်မယ်လို့ပြောပါတယ်။ အကြံမပြောပါဘူးအမှန်ကန်ပြောပါတယ်ဒါဆိုကျွန်တော်တို့ကဖရာဂရီပေးထားတဲ့ဂရီတော်ကိုတကယ်ယုံကြည်ပြီးအပြင်ငယ်မှာကဲတင်ပေးတော့ယေရှုဘုရားကိုမိမိကဲတင်မှာယံပြေယုံကြည်လက်ခံတဲ့ဆိုရင်တေလွန်တော်တဲ့အသက်ရှင်မယ်ငယ်ကလွတ်မှာဖြစ်တယ်ကျွန်တော်အပြစ်တွေအတွက်အမားတွေအတွက်နော်ကိုယ့်ကိုယ်ကိုသိပြီးအပြစ်ကင်းစရာမနေနိုင်ဘူးဆိုတော့ကိုယ့်ကိုတီးပြီးနောင်လာရပြီကောင်မယေရှုခရစ်တော်ရဲ့အသေးခံခြင်းအသွေးသွင်းခြင်းရှင်ပြန်ထမြောက်ခြင်း တဆူတော်တော်ဘုရားဖြစ်ခြင်းကိုအကျွမ်းမဲ့ယုံကြည်လက်ခံရဆိုရင်ကျင်းဒီပေါ့အပင်ငယ်ကလွတ်မြောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကယေရှုသူတော်အပြည့်တန်ရှင်းဖြောင်းမဲ့သွားပြီးဟိုနာတဲ့ချင်းကင်းတဲ့ကောင်းဝင်ရွှေပြည်ကိုဝင်စားမဲ့သူတွေဖြစ်တယ်ဘယ်နေ့ပဲချိန်ပဲတည်တည်ဘာအကြောင်းနဲ့ပဲတည်တည်ဘလို့ပဲတည်တည်ယေရှုဘုရားကိုအကျွမ်းမဲ့ယုံကြည်လက်ခံရဆိုရင် အပင်ငယ်ကကျင်းဒီပေါ့လွတ်မြောက်ပါတယ်နော်နေ့စဉ်လုပ်တဲ့အပြစ်တွေအမှားတွေကတော့နောင်လာရပြီးကမှအမောင်းအမှန်ပြင်ပြီးဖရားရဲ့စကားတော်အတိုင်းအသက်ရှင်ရမှာဖြစ်တယ် ထို့သောတတ်ရှင်တော့ညီတချင်းဝမ်းမြောက်ရွှင်ရွှင်လန်းရင်ကြမ်းပါခြင်းနဲ့ကောင်းကျိုးချမ်းသာမင်္ဂလာကောင်းကြီးမင်္ဂလာတွေရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီຢာလေးကိုတတ်သိခံလို့ရတဲ့ຢာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့မိဘညီကောင်မောင်နှမတွေနော်ဖះချောင်းတက်လို့ငရဲကလွတ်တာမဟုတ်ဘူးချမ်းသာဖက်လို့ငရဲကလွတ်တာမဟုတ်ဘူးနှချင်းကလည်းငရဲကလွတ်တာမဟုတ်ဘူးယေရှုဘုရားကိုစိန်လုံးအကျွမ်းမဲ့ယုံကြည်လက်ခံတဲ့အရာဘာကိုယုံကြည်လက်ခံတာလဲဆိုတော့အပြည့်အတွက်အသေးခံခြင်းအသေးတော့ကအပြည့်ရှိသမျှကိုဆေးကြောခြင်း ယေရှုဗျာရှင်ပြန်ထမြောက်ခြင်းအရာကိုယုံကြည်လက်ခံခြင်းတဆူရသောဗျာဖြစ်ခြင်းကိုယုံကြည်လက်ခံခြင်းအပြည့်သာလင်ငဲကလွတ်တဲ့အဆူတဲ့အရာကိုနိုင်ငံများရှင်ရင်တက်တည်ခံအောင်မေ့လို့တာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့လမ်းလျှောက်သွားတာပါနော်ဒီရတော့ကျွန်တော်တို့ဒီကွင်းထဲမှာကျွန်တော်ညီကိုတွေလမ်းလျှောက်သွားတာပါဒါတော့ဆရာမအိုင်းစင်မချောနော်ဆရာရွှေအော်သူ့အမျိုးသမီးကိုအိုင်းစင်မချောလို့မဲ့တာကျွန်တော်တို့တော့ဒေါ်မီချောပါနော် ော်ဆီယမတော်မီကျော်ဖြစ်ပါတယ်လို့နော်ဖခင်ရဲ့မေတ္တာကျေးဇူးတရားကိုနားလည်တဲ့သူဖြစ်ပါတယ်နော်ကျွန်တော်တို့အခုကွင်းနေရနော်နေမကောင်းမကြမ်းမှဖြစ်နေတဲ့အမေတရားကိုသွားရောက်အားပေးလျက်သူ့ရဲ့ဘဝနေဝင်ခြင်းကိုတကယ်အတိတ်ပဲရှိအောင်စိတ်ချလျက်ညီဝင်ချမ်းသာခြင်းရှိအောင်ကျွန်တော်တို့သွားရောက်ပြီးဝင်ကတတ်သိခံမေတ္တာပြမှာဖြစ်ပါတယ်လို့နော်ဒါတော်တဘာဝတော်လာနော်ကျွန်တော်တော်သူတောင်းပါတယ်ဒါဖရားရဲ့ ကောင်းကြည့်ပြီးထားတဲ့နယ်မြေမှာဒီလိုသာလာပါတဲ့အရာတကယ်မျက်စောတော်မင်းလားရှိပါတယ်နော်မြန်မာဒီကဲတိတ်သာလာပါပါတယ်နော်ကောင်းဝင်ရှိပြီးကသာပြီးသာလာပါတယ်ဒီလောကမှာရှုခင်းနေကောင်းနေစိတ်လန့်ဆိုပြည့်တဲ့ဆိုတဲ့အရာကကောင်းဝင်ရှိပြီးရဲ့ခြေပြားမမီပါဘူးကောင်းဝင်ရှိပြီးမှတော့တကယ်အလွန်အလွန်သာလာပါပြီရွှေငွေကြောက်တဲ့မြန်မာနဲ့စီချဲထားတဲ့ဘုံမှာဒီလမ်းကတော့တော်မြေသားလမ်းပါ နော်ဖုံမရသေးဆိုရင် ဖုံထားတယ်မိုးရင်းဆိုရှွန်းထားတယ်နော်ကောင်းကင်ရှေ့ပြီးကတော့ရွှေလန်းပါနော်ရွှေနဲ့လန်းခင်းတာလားကျွန်တော်တို့ပါဇက်နားရီ11နေမှာဆွဲတဲ့ရွှေဆိုတာကကောင်းကင်နိုင်ငံမှာခြေနင်းမဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရွှေလန်းမှာနော်ရွှေငွေကြောက်သမများနဲ့စီကျထားတဲ့ထာဝရကောင်းကင်ရွှေပြီးမှာကျွန်တော်တို့ကထာဝရပျော်ရွှင်ချမ်းသာဒုက္ခကိုဘုရားသခင်နဲ့ဆံဆံများခံစားမှဖြစ်ပါတယ် ကျွန်တော်အကျင့်တည်တာကောင်းလို့မဟုတ်ပါဘူးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကြောင့်မဟုတ်ပါဘူးယေရှုဖျားကောင်းလို့ဖြစ်ပါတယ်เนาะကျွန်တော်ကုသိုလ်ကောင်းမှုကြောင့်ကယ်တင်ခြင်းရတာမဟုတ်ငယ်ကလွတ်တာမဟုတ်ဘူးကျွန်တော်ဆင်ကျယ်လို့လည်းမဟုတ်ယေရှုရဲ့အသွေးတော်ကြောင့်ယေရှုအသွေးတော်ကကျွန်တော်အပြစ်ရှိသမျှကိုဆေးကြောပြီးကံကြွေဝေကြွေငယ်ကြွေတွေဆက်ခဲ့ပြီးလို့ကျွန်တော်ငယ်ကလွတ်မြောက်တဲ့အရာဖြစ်ပါတယ်ဟိုဒီရာဟိုတသိဉဏ်လို့တဲ့အရာဖြစ်ပါတယ်ယေရှုဖျားကเนาะဟိုရုပ်ထုဆင်းလို့မဟုတ်ဘူးယုတ်လူစင်လူယေရှုပြားကိုကျွန်တော်ယုံကြည်ကိုးကွယ်တာမဟုတ်ဘူး ငရဲမလွတ်မြောက်စီအပေတေချင်းကိုအောင်တဲ့တေချင်းမှာရှင်မြတ်ထားမြောက်တဲ့အသက်ရှင်တဲ့ယေရှုဖျားကိုယုံကြည်ကိုးကွယ်တာဖြစ်တယ်။နော်အုပ်တွေကြောက်တွေဗီလက်မြေတွေစက်ကူတွေစာအုပ်တွေနဲ့နော်လှုပ်ထားတဲ့တစ်သားတွေနဲ့လှုပ်ထားတဲ့ယုတ်ထုဖြစ်တဲ့ယေရှုယုတ်ထုကိုကျွန်တော်ယုံကြည်ကိုးကွယ်နေတာမဟုတ်ဘူး။နော်ဒီယုတ်ထုကဘာမှအဆန်းမရှိဘူး။အသက်ရှိတဲ့လူအားအဆန်းရှိတယ်နော်။ဆိုတော့ကျွန်တော်တို့ကအပင်ငယ်မှကဲချော်ပေးတဲ့ယေရှုဖျားကိုယုံကြည်ကိုးကွယ်တာဖြစ်တယ်။ เนาะยุทธุကိုကိုကိုဝင်ဘာမှအဓိပ္ပာယ်မရှိဘူးเนาะအခုยุทธุဆိုဆို AI နေပညာတိုးတက်လာတဲ့ခါမှာစက်ရုပ်တွေကเนาะအကုန်လုံးတည်တယ်အကုန်လုံးတက်တယ်သူတို့ခိုင်းအကုန်လုံးတက်တယ်เนาะစက်ရုပ်တွေကဒီยุทธุတွေတော့အများကြီးစွမ်းနေရာပြည့်တယ်เนาะยุทธุကိုကျွန်တော်တို့ကိုကိုွယ်တယ်မဟုတ်ဘူးเนาะကျွန်တော်ဝိညာဉ်ကိုထားရလွမြောက်ချမ်းသာခြင်းပေးတဲ့အာမခံရပေးတဲ့ယေရှုဘုရားကိုယုံကြည်ကိုကိုွယ်ရခြင်းဖြစ်ပါတယ်အားလေးကိုကျွန်တော်တက်သိခံလို့ရဖြစ်ပါတယ်ဆိုတော့အားလုံးပေါ်မှာ ဒါရဲ့အလင်းဖွင့်ပြခြင်းတယောက်စီကိုလည်းမျောလင်းတယ်နော်ဟိုးကစပါးကင်းနေနော်စပါးကင်းတွေကတကယ်ပဲကြည်ပါဝါထိန်နေပြီနော်တချို့စပါးတွေကရိတ်ကုန်ပြီမဲ့ဝင်းနေတဲ့စပါးကင်းတွေနော်မဲ့ဝင်းနေတဲ့စပါးကင်းတွေအများကြီးရှိတယ်ဟောဝင်းညင်နေတဲ့တကယ်မဲ့ဝင်းနေတဲ့အရာများစွာရှိပါတယ်တကယ်ကျွန်တော်ဒီရအောင်သူကနော်မြောင်များလာသွားတော့ဝိညာဉ်တွေအပြင်ငယ်မှာလွတ်မြောက်ဖို့ကျွန်တော်တို့ကလှုပ်ဆောင်ကြရမှာဖြစ်တယ် နော်တင်ရင်ဘယ်ရောက်မလဲဆိုတာမသိတဲ့လူတွေအများကြီးရှိတယ်အခုတည်းကကောင်းလာတော့ကောင်းလာရောက်မယ်လို့ပြောတဲ့လူတွေအများကြီးရှိတယ်တချို့ခရိယာနေရာလည်းတင်ရင်ကောင်းနိုင်ရင်ရောက်မယ်လို့ပြောတယ်တချို့ခရိယာနေရာလည်းမသိတဲ့လူတွေအများကြီးနော်တချို့ခရိယာနေရာကောင်းလာတော့ကောင်းလာရောက်မယ်ဆိုတဲ့ခရိယာနေရာအများကြီးရှိတယ်တကယ်တမ်းကောင်းလာဆိုမကောင်းပါဘူးယေရှုဘုရားကကောင်းတဲ့အရာဖြစ်ပါတယ်။နော်ကောင်းကင်နိုင်ငံရောက်မယ်ပြောပြီးခါမှကောင်းကင်နိုင်ငံဘာကြောင့်ရောက်မှာလဲ။ကျမ်းစာဖတ်လို့ဆူတောင်းလို့ကောင်းသောအကျင့်တွေလုပ်လို့ဆိုပြောရင်တော့တကမောင်းတဲ့အရာဖြစ်ပါတယ်လို့နော် ယေရှုရဲ့အသေးခံခြင်းအသေးသွင်းခြင်းရှင်မြတ်တော်မယုံယုံကြည်ခြင်းအဖြစ်သားလဲငြင်းမှလွတ်မြောက်နိုင်တာဖြစ်ပါတယ်။ဒါဆရာရွှေနော်ကျွန်တော်ရှေ့ဆောင် ရှေ့ရဥဆောင်မိတာကဲတခြင်းဝင်ငါ့ဖို့အိမ်ဝင်သွားတာပေါ့နော်။တော့သူသားကမူးယူပြီးကမှငယ်ငယ်လေးပဲနော်။ကျွန်တော်မလာနဲ့လက်မခံနိုင်ဘူးဆိုရင်မှဟိုငင်းပယ်တာပေါ့နော်။ဆရာရွှေကအများကြီးသွားမြေတားပြတယ်နေမကောင်းတဲ့လူအများကြီး စီပါလေသွားထိုးပဲလေးချိန်လားဟုတ်လားလေးချိန်သွားထိုးပေးတယ်ကုညီပေးတယ်ဒါမေတ္တာပြတဲ့သဘောပေါ့နော်ဟောသူလဲဒါအချင်းနေမကောင်းဘူးဟောလေဖြတ်နေတာဟာနော်လေညာဒီလေဖြတ်နေတယ်နော်တစ်ဖက်ပေးနေတယ်တစ်ဖက်တင်နေတယ်လူမေတ္တာပြတာနော်သူသားငငယ်ပဲရှိတယ်တက်20လောက်ပြီပဲရှိရအရက်တွေတောက်ပြီနော်ကျွန်တော်တို့ညင်းပယ်တယ်လက်မခံတော့ကျွန်တော်တို့အိမ်တော့မရောက်ဘူးဆရာကြီးကပြန်လာစပိန်နေနဲ့အဲနော်ကျွန်တော်တို့ဒါ ။အဲဘယ်တက်နိုင်မလဲနော်ညင်းပြတော့လဲကျွန်တော်တို့ပြန်လက်ရတာပေါ့နော်။ကဲကျွန်တော်တို့ပြန်မလာဟုတ်လားရွာပြန်မလာ။နော်ရွာပြန်ကြတာပေါ့။ပြန်လို့ကျွန်တော်စိုးမောင်းနေရောက်လာတယ်။ဟိုမမမ August 2 August 2လဲဟိုမှာစပိန်နဲ့လာတယ်ဟိုမှာ။အော်ဒါရေးပြန်လက်ရမယ်ပြန်လက်ရမယ်။ပြန်လက်ရမယ်ရောက်။နော်။အော်လက်မခံဘူးเนาะကျွန်တော်အရင်ပဲတော့လဲเนาะကိုင်းထဲမှာဟိုဘက်တောင်မရဘူးကျွန်တော်အုပ်စုတွေပြန်လဲရပါတော့เนาะ ဒါလည်းဖရာရဲ့ကြီးတော်ပါပဲနော်ဥမာနေမင်းကြီးကတော့ဝင်းနေပြီနော်နေမင်းကြီးကတော့ဥမာနေလုံးကြီးကလှပါနော်ဝင်းနေပြီနော်လူလည်းဘဝနေဝင်ချိန်ဆိုတာရောက်လာနော်ဘဝနေဝင်ချိန်ရောက်လာရင်သိရင်ပဲရောက်မလဲဆိုတာအချိန်တွေပေါက်တီးဖို့လိုတယ်နော်နော်ကျွန်တော်တို့ကဟိုအာနေဝင်ချိန်ကူတလုံးလေးရဲ့ဟုတ်တာပါနော်နော် တော့ကျွန်တော်နေဝင်ကြီးအားလုံးဂျုံတွေ့ရမှာပဲနော်ဂျီရဲ့ဂျိုးနေအော်နော်ကျွန်တော်ညီကိုတွေမှာလောင်သာလုံးကြီးအားရတော့အဲအဲနော်ဒါဆရာရွှေဆရာရွှေကကျွန်တော်ရှေ့ကစပိန်နဲ့နော်ဒါဆရာရွှေစပိန်နဲ့အဲဆရာဦးရွှေမင်းလေးနော်ဒါတကယ်ဖျားရဲ့မေတ္တာကျေးဇူးတရားကိုတကယ်နားလဲတယ် နော်မိသားစုမှပြောင်းလဲလာအရင်တော့ဆိုးပေးတာပေါ့နော်ဆိုးတာဆိုးပေးတာအရင်တော့ပညာရေးဝင်နေနော်အဲ့တောင်မူကျူဆိုးပေးအဲ့အဲ့ဘွားပြောင်းလဲလာပြောင်းလဲလာပြီစစ်မှန်တဲ့အပြစ်လို့ချင်းဖြောင်းမဲ့ချင်းတရားလက်ခံတဲ့ကမှာဒီနေ့မိသားစုအမျိုးတွေထဲမှာတစ်မျိုးလုံးနဲ့တရားပေါ့နော်တော်ရင်တော့သူတားရသမီးတွေတော့မှဒီအပြစ်လို့ချင်းဖြောင်းဝဲချင်းတွေကဟောပြောတဲ့ကောင်မှာခရိယံပြစ်တော်လဲလက်မခံအောင်မိသားစုရဲ့ပြစ်ပယ်ခြင်းခံရတယ်သို့တော်လဲเนาะအခုတော့တကယ်တစ်ဖက်ပြည့်နဲ့မိသားစုတွေလဲ ပြည်လူချင်းဖြောင်းပေးခြင်းတရားလက်ခံလာတယ်။စစ်မှန်တဲ့ကားတရားဟောပြောဝင်တာတက်သည့်ခန်းနေတာဖြစ်ပါတယ်။နော်ခရိယန်ဖြစ်လို့ငရေလုံးမဲ့ဆိုတဲ့အာမခံညာမရှိပါဘူး။နော်ခရိယန်နေဖြစ်ပြီးဖျားเจ้าနေတက်ပြီးကျွန်တော်ငရေကြမဲ့လူတွေလည်းအများကြီးရှိပါတယ်။နော်တခင်တခင်ငါ့ကိုရှောက်တော့သူတိုင်းကောင်းကင်နိုင်ငံတော်သူဝင်ရလိမ့်မည်မဟုတ်တဲ့။နော်ကောင်းကင်ဘုံနဲ့ရှိတော်မူသောငါခမည်းတော်ရဲ့အလိုတော်ကိုဆောင်တော်သူပါလည်းဝင်ရမယ်။ဆိုတော့ခမည်းတော်ရဲ့အလိုတော်ကိုဆောင်တော်သူသာလည်းဝင်ရမယ်။ ခုနေ့နိုင်ကတခင်ကျွန်တော်တို့ဒီကိုရော့ခွင်းနဲ့နတ်ဆိုးတွေနင်းထုတ်ပါရင်မဟုတ်တော့ကိုရော့ခွင်းနဲ့ဆုံးမဩတာပေးပါရင်မဟုတ်တော့ကိုရော့ခွင်းနဲ့များသောသောတကူတို့ပြပါရင်မဟုတ်တော့များသောသူတို့ဒီရှောက်ကြလိုက်ပြီထို့သူရှောက်ကြတော့ကတင်းတို့ကငါအလင်းမသိအတ္တမပြုသောသူတို့ငါထက်မှထွက်သွားကြလို့ယေရှုကမောင်းထုတ်ပါတယ်ယေရှုနာမနဲ့နတ်ဆိုးတွေမောင်းထုတ်တယ်တကူတွေများစွာပြတယ်မျက်စိကနဲ့သူမြင်စေတယ်နားကနဲ့သူကြားစေတယ်ဆုံးမဩတာပေးတယ်ဆရာသမားတွေအမှုတော်ဆောင်တွေ နော်ခရိယာနေအများကြီးရှိတယ်ယေရှုတာမှာပေါ်လာယေရှုကမသိဘူးရမောင်းထုတ်လိုက်တယ်ကောင်းနိုင်ငံဝင်လို့မရအောင်ခမီးတော်ရဲ့အလိုတော်ကိုဆောင်းမဆောင်းတဲ့အတော့မလို့ကောင်းနိုင်ငံဝင်လို့မရပါဘူးဒါဆိုခမီးတော်ရဲ့အလိုတော်ကဘာလဲခမီးတော်ရဲ့အလိုတော်ကဘာလဲဆိုတော့ကျွန်တော်အသေးစားသိဖို့လိုပါတယ်လူတွေခမီးတော်ရဲ့လိုတော်ဘာလဲဆိုတော့အဲ့မှာလာပြီးအမျိုးမျိုးပေါ်မှာရှောက်ပြောနေကြတယ်နော်ခရိယာနေလည်းရှောက်ပြောတယ်ခမီးတော်အလိုတော်ဘာမှန်းဆိုတော့ကျမ်းစာနဲ့အတိအကျသွားမှာ တော့ခမီးတော်ရဲ့အလိုတော်ကယေရှုကတော်ယုံကြည်ခြင်းအကျင့်အလိုတော်နဲ့ညီတော်အကျင့်ဒါပေမဲ့ဒီလူတွေလည်းယေရှုကိုယုံတာပဲနော်ယေရှုကိုယုံနိုင်ကောင်းနိုင်ရန်ရောက်တာမဟုတ်ဘူးတခြားသောပါသာဝင်တွေတခြားသောသာနာပလူတွေလည်းယေရှုကိုယုံတာရှိတယ်တချို့ပါသာတရားတွေကယေရှုကိုတမန်တော်အနေနဲ့ပရောဖက်အနေနဲ့ယုံတယ်နော်ဒီယေဟောဝါတွေကလည်းယေရှုကိုယုံတယ်ပရောဖက်အနေနဲ့ယုံတယ်ဒါပေမဲ့ဖန်ဆင်းရှင်ဘုရားအနေနဲ့မယုံဘူးနော်ဒါဆိုသူတို့လည်းမဆိုင်ဘူးသူတို့ယုံကြည် ယေရှုကိုယုံတယ်ဒါမဲ့သူတို့လည်းကောင်းတဲ့နိုင်ငံရောက်မှာမဟုတ်ဘူးเนาะငရဲကလွတ်မှာမဟုတ်ဘူးဒါဆိုခမီးတော့အဲ့လိုတော့ပါလေဟေဗြအခန်းကြီး30အခန်းငယ်4 5 6 9 8 9 10ရဲ့7ခွန်ဒီမှာပါတယ်ကောင်းကင်ဘုံမှာခမီးတော်နဲ့ယေရှုဖျားနဲ့စကားပြောတယ်လောကမလာခင်မှာအိုးအဖာဖျားသခင်နဲ့ကျွန်တော်ဒီကိုရောကြီးအလိုကိုဆောင်းဖို့ဤလောကသို့သွားမယ်ယေရှုကလောကကိုကြွလာတာခမီးတော်ရဲ့အလိုတော်ကိုဆောင်းဖို့ကြွလာတာဖြစ်တယ်ခမီးတော့အလိုတော့ပါလဲဆိုတော့မိကျူရရဲ့အပြစ်ဖြေရရဲ့ပူဇော်တက်ကာကိုကိုရောကအလိုမရှိအားရနဲ့တက်တော်မူမှုသောခါရဲ့ ဆိုတော့ကိုရောဖို့ကျွန်တော်ကိုခန္ဓာကိုပြင်ဆင်နေရေရှုကကိုခန္ဓာကိုပြင်ဆင်နေဓမ္မအောင်ပါဆိုရင်အပြစ်ဖြစ်ပေါ်ရတဲ့စိတ်တွေနွားတွေသိုးတွေကိုဟိုလူကိုသာရေရာချေတဲ့သဘောနဲ့တက်ပြီးကမှအသွေးနဲ့ရိတ်ဆိုင်ရဲ့အသွေးနဲ့အပြစ်ဖြေတယ်ပေါ့နော်အပြစ်ဖြေတယ်ဒါကပါဘလောက်ဖြေလဲဆိုတော့တစ်နှစ်ခံတယ်ပေါ့ဒါတွေကိုဖခင်ကအလိုမရှိဘူးအားရမနစ်သက်ဘူးမနစ်သက်တဲ့ခါမှာယေရှုကခမည်းတော်အလိုကိုဆောင်းမကြွလာပြီးကမှ ဟေးဗျအခန်းကြီး30 30မှာထိုးလူတော်ဆိုတာကောင်းကင်ဘုံမှာခမီးတော်နဲ့တားတော်ယေရှုပြောတဲ့အလူတော်ပေါ့နော်ထိုးလူတော်နဲ့အညီယေရှုခရစ်ခန္ဓာကိုတခါတည်းပူဇော်သောအပြင်ငါတို့ဒီဆင်ကြခြင်းတို့ရောက်ကြ၏ရဲ့နော်ယေရှုခရစ်ကိုခန္ဓာတော်ကိုတခါတည်းပူဇော်သောအပြင်ကျွန်တော်ဆင်ကြတာဆင်ကြတော့ဘယ်လောက်ဆင်ကြတာလဲဆိုတော့ဟေဗျအခန်းကြီး30အခန်းငယ်16မှာဆင်ကြအောင်သာရဆင်ကြတယ်အခန်းငယ်16 16မှာပြင်ញင်တရားတက်ကိုပြီးတဲ့အခါမှာအဲ့နော်တင်းတို့ပြမချင်းလွန်ကျူးချင်းအပြစ်မျိုးမျိုးငါမအောင်မေဘူးရဲ့ဖျားကမအောင်မေတော့ဘူး ဆင်ကြတာဘာကြောင့်ဆင်ကြတာယေရှုအသွေးတော်ကြောင့်ဆင်ကြတာယေရှုအသွေးတော်ကကျွန်တော်အပြစ်ရှိသည်မြတ်ကိုစီကြောလိုက်ရှိသည်မြတ်လို့ပြောတဲ့ကောင်ကဘာမှမကြံတော့ကျွန်တော်ဝိညာဉ်မှာငရဲမှာခံအပြစ်တစ်ဆက်မှမကြံတော့ရှိသည်မြတ်လို့ပြောတဲ့ကောင်ကဗီဇာအပြစ်ကောဒုစရိုက်အပြစ်ကောအလုံးစုံပါပြီနေ့စဉ်လုပ်တဲ့အပြစ်လည်းပါပြီအတိတ်မှာလုပ်ခဲ့တဲ့အပြစ်ယခုလုပ်နေတဲ့အပြစ်မသေးမချင်းလုပ်တဲ့အပြစ်အလုံးစုံပါပြီဒါမှမြောင်များလာဆိုတော့ခရိယန်တွေကခြေလက်ပဲလဲပြန်ပြီနော်ယေရှုအသေးခံအသေးသွန်းတာဗီဇာအပြစ်တော့ပဲနေ့စဉ်လုပ်တဲ့အပြစ်ကတောင်းမှမှလွတ်မယ်လို့ပြောကြတယ်မဟုတ်ဘူးနော်ကျမ်းစာမှာက ထာဝရဘုရားဒီခတ်သိမ်းလုံးငါတို့ပြင်မြောက်သူ့ဘုံမှာတင်နေယေရှုဘုံမှာတင်ပြီးပြီကျွန်တော်အပြက်လုံးလုံးယူပြီးငါမှာလဝကနာမှာအသေးခံအသွေးသွင်းခဲ့တယ်အပြစ်တွေတက်ငံကမေးသူ့ရဲ့အသွေးတော်နဲ့အပြစ်ရှိတဲ့ဈေးကြောတဲ့ခါမှာကျွန်တော်ကထာဝရစင်ကြထာဝရဖြောင်းမဲ့သွားတာငရဲကလွတ်သွားဒါကြောင့်မလို့ယောမခန်းကြီးလေးအခန်းငယ်25မှာထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနှံ့ညင်းကိုခံတော်မူငါတို့သည်ဖြောင်းမဲ့ရသူရောက်မိကြောင်ရှင်မြတ်ထားမြောက်တယ်ယေရှုကကျွန်တော်အပြစ်အတွက်ကြောင့်မလို့အသေးခံပြီးငါမှာ သူရှင်မြတ်ထမြောက်ကျင်အပြည့်ကျွန်တော်ဖြောင်းမယ့်ဟာသူရောက်သွားတဲ့အရာဖြစ်ပါတယ်နော်။ဒါဆိုယောမယောမအခန်းကြီးငါအခန်းငယ်ကိုမှာတို့ပြည့်ရခုတင်အသွေးတော်အပြည့်ဖြောင်းမယ့်ဟာသူရောက်ပြီးမှသူသခင်အပြည့်အပြင်ငဲကလွတ်တယ်လို့ပြောပါတယ်။ငဲကလွတ်ဖို့ဖြောင်းမဖို့လိုတယ်။ဖြောင်းမဖို့ရတဲ့အကျင့်သီလနဲ့မရဘူး။စင်ကြွေးရတဲ့အကျင့်သီလနဲ့မစင်ကြနိုင်ဘူး။နော်ယေရှုအသွေးတော်ကြောင့်ဖြစ်တယ်။ဒါကြောင့်ခမည်းတော်ကငါအတန်ရှင်းသလိုတင်လို့လည်းတန်ရှင်းပါငါစင်ကြဲသလိုတင်လို့လည်းစင်ကြဲပါ 可米绕春节，担心的该多；，就那春节，担心不足了。就那今天们下午，那也许也啊，对着你们家的，对着啊，对谁的庙，谁交警用起来看见？他说庙没了，到后院里可米绕路上的泥道用几斤没有？也许用到了，后来你们春节有；，也许用最多了，后来你们庙没得；，也许用到了，后来的别的别的庙路边上那的，所以那么好找。稳宁庙那，别家咋别的做？就是看那狗庙么？稳宁一扭，走进来呀，别的。 ဒါကြောင့်မလို့ခမီးတော်အလိုတော်နဲ့ညီတော်ယုံကြည်ခြင်းရှိမှသာလဲကောင်းဝင်နိုင်အောင်ဝင်ရတဲ့အရာဖြစ်တယ်ခမီးတော်အလိုတော်ကအပြစ်ဖြေတဲ့အရာကဗဇက်နဲ့တောင်းမလို့လွတ်တော်မဟုတ်ဆူတောင်းလို့လွတ်တော်မဟုတ်အစာကြောင်လို့လွတ်တော်မဟုတ်စံသာဖက်လို့အပြစ်လွတ်တော်မဟုတ်ယေရှုရဲ့အတေခံခြင်းအသွေးသွင်းခြင်းကိုယုံကြည်တာအသွေးတော်ကအပြစ်ရှိသမျှကိုဆေးကြောတာကိုအကျွင်းမဲ့ယုံတယ်ဆိုထာဝရအပြစ်လို့ပြီးခဏတာမဟုတ်ဘူးထာဝရဖြစ်တယ်အပြစ်အနှဲငယ်မဟုတ်ရှိသမျှလွတ်တဲ့အရာဖြစ်တယ်ဒါကိုယုံကြည်လက်ခံတော့လူသာလင်း ကောင်းကင်နိုင်ငံဝင်ရမယ့်အရာဖြစ်တယ်ဒါခမီးတို့ရဲ့အလိုတော်နဲ့ညီတော့ရုံရည်ချင်းဖြစ်ပါတယ်လို့နော်ဒီမှာတရားလေးလဲဝင်ကတက်သိခံလို့ရတယ်ဒီမှာစပားတွေမဲ့ဝင်းနေပြီနော်မဲ့ဝင်းနေတဲ့စပားတွေနော်တချို့ကလည်းမမဲ့ဝင်းသေးဘူးတော့နော်ဒါမဲ့ဝင်းနေတဲ့စပားတွေတချို့စပားဆိုးဆိုင်တဲ့လူတွေကလည်းနော်ဟိုဟာစပားရိတ်သိမ်းချွေလေးပြီးတော့မှရောင်းတော့ရောင်းကုန်ပြီပေါ့နော်ဆိုတော့ဟိုမှလည်းကျွန်တော်တို့ရှာမဒေါ်မီချောတို့ရှာဂျွန်တက်ကိုတို့လမ်းမှာ เนาะစကားပြောဆိုနေကြတယ်ဒါရဖျားရဲ့ကြေးတော့ပါပဲဟောမှာကြည့်ဆက်ကြီးနဲ့เนาะဆက်ကြီးနဲ့ရိတ်သိမ်းချွေလေးเนาะဟောကျွန်တော်ညီကိုတွေလည်းမဲဝင်းနေတဲ့စပားတွေလေလင်းမသွားအောင်เนาะဖျားရဲ့အလိုတော်ကိုဝန်ခံလက်เนาะလူသူအရောက်ပေါက်เนาะဆရာသမားတွေအရောက်ပေါက်နေတဲ့နေရာတွေမှာစိမံတဲ့ကတိညီတရားဝင်ငါဟောပြောလိုက်လိုက်တတ်တကြနေတာဖြစ်ပါတယ် ဆိုတော့ဟိုအမျိုးမျိုးဝေဖန်ခြင်းတိုက်ခိုက်ခြင်းရှုပ်ကြခြင်းခံရတယ်เนาะကျွန်တော်တို့တိုက်ခိုက်နေတဲ့လူတွေလည်းရှိတယ်เนาะဒါပေမဲ့ကျွန်တော်တို့မမှုဘူးအင်းဦးလေးကြီးအားမှာဖြောင်းမဲ့ခြင်းတရားအတွက်ကဲရညင်စေခြင်းခံတဲ့အခါမှာကျွန်တော်တို့ကမင်္ဂလာရှိတယ်เนาะဘာဖြစ်လို့လဲကောင်းကင်ဘုံမှာကျွန်တော်တို့ရဲ့အကျိုးကျေးဇူးဟာကြီးလာပါတယ်เนาะကျွန်တော်တို့ကဝိညာဉ်တွေကိုချစ်လို့ပါเนาะတခြားပြောကဘာမှမပါဘူးကျွန်တော်တို့ပတ်စံရလို့လည်းလောက်တာမဟုတ်ဘူးမှာကျွန်တော်တို့လမ်းပြနေเนาะဟိုညီ August 2 နော်အော်ဂက်စတရဂီတာရမ်းကောင်းတယ်အတန်လည်းကောင်းတယ်ငငယ်ရွယ်ပဲ6တန်းပဲရှိသေးတယ်နော်တော်တော်လေးကျွမ်းပါတယ်ကျွန်တော်ဝိညာဉ်တွေကိုချစ်လို့ပဲလုပ်တာနော်ဘာဖြစ်လို့ဝိညာဉ်ချစ်တယ်ကျွန်တော်အနေနဲ့ချစ်စရာအကြောင်းမရှိဘူးဒါပေမဲ့ဖခင်ရဲ့မြင့်တောင်အောင်နားလေဖခင်ကကျွန်တော်ကိုချစ်လွန်းလို့သူကိုယ်တိုင်ကံကြီးဝတ်ကျငယ်ကျွတ်တွေခံပြီးအပြင်ငယ်ကကဲတင်ပေးတယ်ဒီမြင့်တာဖခင်ကလည်းဘာပြောလဲဆိုတော့နော်လူအပေါင်းတို့ဒီကဲတင်ခြင်းတို့ရောက်ရင်တမန်တော်ကိုသိစေခြင်းကဖခင်အလိုတော်ရှိတယ်နော်လူအပေါင်းတို့ကကဲတင်ခြင်းတို့ရောက်ပြီး တမာတရားကိုသိဖို့ဘုရားကအလိုရှိတယ်။ဒါဆိုကျွန်တော်ကလူပေါင်းကယ်တင်ရင်းရောက်ဖို့ဘုရားအလိုတော်ရှိတယ်။ဒါကြောင့်အလိုတော်ရှိတဲ့အတိုင်းကျွန်တော်ဝိငါတသက်ကံတာဖြစ်တယ်။တချို့ခရိယန်တွေတမာတရားကိုမသိတဲ့ခါမှာလွတ်မြောက်ခြင်းမရှိဘူး။ယေရှုခံခဲ့တဲ့တန်ကျက်တော်အပြင်အနာရောဂါဝိညာဉ်တသက်ပြောက်ကင်းနေဆိုတဲ့ဂတိတော်လည်းမမီဆန်းတဲ့သူတွေဖြစ်ရှိတယ်။ကားရင်တရားမှာခရိတော်အလုံးစုံကပြည့်စုံသွားပါပြီ။ကားရင်တရားမှာဘုရားအလိုတော်လည်းပြည့်စုံပြီးနိုင်ငံတော်လည်းတည်ထောင်ပြီးပြီ။နော်အပြစ်တွေကိုလည်းလွတ်ပြီးပြီ။ခဏတော်မှထာဝရလွတ်ပြီးပြီ။ သာဝရစင်ကြယ်ပေးပြီးအလုံးစုံအမှုတည်ကာရင်ရင်မှာပြီးခဲ့ပါပြီ။နော်ပြီးပြည့်စုံသောအမှုကိုလုပ်ခဲ့ပါပြီ။ဒါကိုယုံကြည်လက်ခံလွတ်မြောက်တဲ့အရာဖြစ်ပါတယ်။နော်ဒါကျွန်တော်တို့ကိုအာဗရန်နော်ဆရာအာဗရန်တန့်စင်နော်ဆရာပီတာထွန်းထွန်းလင်းနော်ဒီမှာဒါတခုတ်ပင်ကျွန်တော်တခုတ်ပင်တွေ့ဘူးလားနော်ဒီမှာဒါတခုတ်ပင်ဒါတခုတ်ပင်တခုတ်ပန်းနေပွင့်နေဒီမနေ့စောစောသူပန်းနေပွင့်ပြီးအောက်မှာလာပြီးကောက်ပြီးကျွန်တော်တုတ်စားတယ် ဒီကပိုင်းရကောင်းပါတယ်ဒါကတော့ရွာဦးတင်းကြိုင်းပေါ့ရွာထိပ်နော်ဒီတင်းကြိုင်းကိုကြောမှရွာတဲ့အဝင်လို့ရတယ်ဒီပဲညာလားနော်ရွာထိပ်မှာတင်းကြိုင်းဖြစ်ပါတယ်နော်လူတွေတေးကြီးအเจ้าမျိုးနဲ့တေးပြီးကမှနေကြီးတဲ့ရောက်သွားကြတယ်နော်ဂူအနေနဲ့ပဲကြံရှိတယ်နော်ကျွန်တော်တို့ဝိညာဉ်တေးကြပြင်ဆင်မှုလိုပါတယ်ဆိုတဲ့အရာကို ရှင်ရင်အောင်ပဲလို့တယ်တည်ရင်ပဲရောက်မလဲဆိုတဲ့အဖြစ်ကိုတေချာတည်ဖို့လို့တယ်မတေချာမေးရသေးဘူးဆိုတော့တေချာရေးရမှုပြည့်တဲ့ယေရှုဘုရားကိုယုံကြည်လက်ခံမှာဒုက္ခရောက်တဲ့အခက်အခဲကြုံတဲ့ချိန်စိတ်တကြအားငယ်တဲ့အချိန်မှာယေရှုဘုရားကိုမီးဆန်းယုံကြည်ကြပါလို့ကျွန်တော်အနေနဲ့အားပေးလို့တဲ့အရာဖြစ်ပါတယ်အားလုံးပေါ်မှာဘုရားရဲ့အလင်းဖွင့်ပြခြင်းတက်ရောက်ပါစေအားလုံးစိတ်ချမ်းသာကိုချမ်းမာလျက်အပြင်ငယ်မှလွတ်မြောက်ခြင်းချမ်းသာခံစားရကြပါစေနောက်တမလွန်အတွက်လဲစိတ်ချယုံကြည်မှုတေချာမှု ရှိတဲ့အရာကို ဖန်ဆုံးနိုင်ပြီးစင်မှန်တော်ဖရာကိုတကယ်တသည်နဲ့ယုံကြည်ပြီးတည်ကျွမ်းကြပါစေဝင်လေးပင်ပန်းတော်သူအပေါင်းလုံးငါထံသူလာကြတော့ငါဒီချမ်းသာပြီမြေကျွန်တော်ဝင်ထုတ်ဝင်ပိုးတွေလေးလံနေတဲ့ခါဝမ်းနဲ့စရာတွေဂျုံနေကြခက်ခဲတွေဂျုံနေခါမှာယေရှုဖရာကိုဖိတ်ကော်မိဆန်းယုံကြည်စေခြင်းပါတယ်အခက်ခဲတွေကလွတ်မြောက်စေမြေဖရာဝင်လေးချင်းနဲ့ပင်ပန်းချင်းတို့ပေါ်ပါစေမြေဖရာအသက်ရှင်ကြောင်းပြသတဲ့ခါမှာဖရာက ရုပ်ရှင်တို့မဟုတ်တကယ်အသက်ရှင်ကြောင်းတက်တည်ရရသွားတဲ့ခါမှာဖခင်ကိုကျွန်တော်ယုံကြည်မိဆန်းလို့ရပါတယ်မျောလင်းကြဲမဲ့တဲ့အချိန်မှာလည်းယေရှုဘုရားကိုတတိယပါမိဆန်းကြည့်ပါဘုရားကိုဖိတ်ခေါ်ကြည့်ပါအားကိုးကြည့်ပါသူဘုရားကကျွန်တော်ဖိတ်ယုံကြည်ကြည်နဲ့လူလူလာလာ ဖိတ်ကိုအားပေးတယ်ဆိုရင်ဘုရားကမျက်နှာလက်ကဲပြတ်မလုပ်ပါဘူးကျွန်တော်တို့မမြင်ရတဲ့နယ်ဘဲကတွေမမြင်ရတဲ့တကူတော်တွေနဲ့เนาะကျွန်တော်တို့ဖိတ်မှကုညီဆောင်ရှောက်မှအရာကျွန်တော်တို့ကြုံရရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ ဒီအုပ်ကိုကြီးကျင်းအားဖြင့်ကျွန်တော်တန်ဝေကတရားရသင့်ပါတယ်နောက်တမလို့အတွက် ပြင်ဆင်သင့်ပါတယ်နော်တရင်ကိုတော့ဘာမှမပါပါဘူးဂူထဲမှာနော်ဂူတလုံးဖြုတ်ပတော့မလဲပါဘူးနော်တရင်ကိုတော့ဘာမှမပါဘူးတတိုင်းမှာဂူနေနဲ့ပဲကြာမှာဂူနေနဲ့မကြာနဲ့မြေကြီးအနေနဲ့ဖြစ်သွားမှာလူကမြေမုံကဖြစ်လို့မြေမုံတို့သွားရမယ်ဆိုတော့ဖခင်ကတိတော်ပြည့်စုံမှာဖြစ်တယ်တရင်ကိုတော့မပါတဲ့အရာတွေအတွက်ဘာဖြစ်လို့ဒီလောက်အပင်ပန်းခံပြီးမိုးလင်းမိုးကျုပ်လုံးနေကြတာလဲနော် ်တင်ကိုနောက်မပါဘူးလို့လည်းပြောသေးတယ်မပါတဲ့အရာတွေအတွက်အသေးအံကျွန်တော်တို့ကနေမနာညာမနာလှုပ်ဆောင်နေကြတယ်တင်ကိုနောက်မပါတဲ့အရာတွေအတွက်ကျွန်တော်တို့အချိန်ပြည့်မကြိုးစားပဲနဲ့နော်အချိန်နှဲငယ်ပေးပြီးမမြင်ရတဲ့ဝိညာဉ်အတွက်နော်ကျွန်တော်တို့ထဲမှာသာရတိမြင်မဲ့ဝိညာဉ်အတွက်ပြင်ဆင်ကြဖို့ရတဲ့ကျွန်တော်အနေနဲ့အနှဲငယ်မြနော်ဝင်းကတတိကံလိုတာဖြစ်ပါတယ်လို့နော်ဆရာမတော်မီစောတို့နော်ဆရာနော်ကိုဂျွန်ထက်ကိုတို့ပြန်လာပါပြီနော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပေါ်မှာဘုရားရဲ့အလင်း ဖွင့်မြခြင်းတက်ရောက်ပါစေအားလုံးပိုင်ပိုင်ကျေးဇူးတင်ပါတယ်ရွာထိတ်လေးရောက်ပါပြီ